ဟုတ်ကဲ့မင်္ဂလာပါဝင်းကြီးဒေါက်တာဆာဆာဟာမြမအရေးအတွက်အမေရိကန်အစိုးရလွှတ်တော်တွေကိုချဉ်းကပ်နိုင်ဖို့2024နိုဝင်ဘာလထဲမှာအမေရိကန်ခီးစဉ်ကိုစတင်ခဲ့တာပါဒီခီးစဉ်မှာအမေရိကန်အစိုးရလွှတ်တော်ကိုယ်စားလှယ်တွေနဲ့မဟာဗျူဟာရေးရာကျွမ်းကျင်သူအများအပြားနဲ့တွေ့ဆုံခဲ့ပြီးတော့မြမအရေးအတွက်ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ခဲ့ပါတယ် အမေရိကန်ဆိုရအပြောင်းလဲဖြစ်လာပြီးနောက်ပိုင်းမှာဖြစ်ပေါ်လာနိုင်တဲ့အခက်အခဲအကျက်တဲတွေနဲ့ပတ်သက်ပြီး DVB ကနေဝန်ကြီးဒေါက်တာဆဆာကို2025မတ်လထဲမှာတွေ့ဆုံမေးမြန်းခဲ့ပါတယ်။မင်္ဂလာပါဝန်ကြီးရှင့်ဟုတ်ကဲ့ဒီပထမဆုံးမိကုန်းအနေနဲ့ပေါ့နော်ဒီမြန်မာနိုင်ငံအတွက်ထရန့်အစိုးရနဲ့လွှတ်တော်ကိုဘလို့နီးလန်းနေနေဝင်ကြီးတို့ချင်းကပ်ဖို့စူးစမ်းနေလဲဆိုတာသိပါရစေရှင်ပြောမယ်ဆိုတော့ဘသူက အဖြူတော်နဲ့အနိစောဒီဖြစ်တယ်လဲဘဒုကသူတို့ကို influence လုပ်တယ်လဲဆိုတဲ့ပုံစံပေါ့နော်ကျွန်တော်တို့အနေနဲ့သူတို့ကိုဆွဲဆောင်နိုင်တဲ့သူတွေကိုကျွန်တော်ဟာပြဆွဲဆောင်နိုင်ရမယ်ဆိုတဲ့ strategy ကိုလည်းကျွန်တော်ကြီးဖွက်လို့ပါတယ်တမာယုတ်ကြဖြစ်တဲ့ဟိုတို့ကသွားနေခဲ့တဲ့တာကိတမာခီတွေကတော့အခုလောလောဆယ်အခြေအနေမျိုးမှာအလုံးဖြစ်ချင်မှဖြစ်မှာပေါ့ဒါပေမဲ့လည်းအခုကကျွန်တော်တို့အနေနဲ့ဒီထွန်နိုင်ဆိုတဲ့စီဖွက်လို့ရတယ်တာကိတမာခီမှာဘဒုစကားကိုတွန်းအားထောက်တယ်လဲဆိုတော့ဒီမှာသူနဲ့အနေကစီတဲ့လူတွေတော်တော်များများဟာ ခရီးယာဘာသာကိုကိုွယ်တဲ့သူလည်းအများကြီးရှိတယ်။သူတို့စကားကိုသူနားထောင်တယ်ဆိုရင်အဲ့ဒီမှာဘသူတွေကသူနဲ့အနိကနေတယ်လေဆိုတာကအဆပေါ့နော်။ကျတို့နေနေစနစ်တကျမဲပီလို့ပြီးမှလွှတ်တော်မှာဆိုရင်လည်းလွှတ်တော်အမတွေအားလုံးရဲ့စကားကိုသူတို့အလေးပေးချင်မှပေးမယ်။တမဲလန်တချို့အထက်ထွက်တော်အမတွေတချို့အောက်ထွက်တော်အမတွေဆိုတော့သူနဲ့နိနေကကစကားပြောနေတဲ့သူတွေလည်းရှိတယ်။တစ်ဖက်ကပြောမယ်ဆိုရင်လည်းအဆူရမှမပိုင်တောင်မှသူ့အဆူရမှ ြောနိုင်ဆိုနိုင်တဲ့ပုံကူတွေလည်းရှိပါတယ်ဆိုတော့သူတို့ကိုလည်းကျွန်တော်ဟာ influence လုပ်နိုင်ဖို့ကကျွန်တော်အင်မတာမှာစူးစမ်းနေပါတယ်သူတို့ဟာစိတ်ဝင်စားတာကတရုတ်ကအိန္ဒိယဓမ္မတရားကိုလွန်မိုးသွားမယ်မြန်မာနိုင်ငံမှာသစင်အဲ့ဒါအမေရိကကတကယ်လို့ချင်းလားသူတို့လည်းဒါဆုတ်ဖျားပါလိမ့်မယ်ပြမမြန်မာနိုင်ငံမှာခုနလိုဘာမှကိုက strategy ကြကြမလုပ်ပဲနဲ့ထားခဲ့မယ်ဆိုရင် အီဒီယာဓမ္မတရားမကပန်တဲ့အခုနလို့အီဒိုပါစဖစ်တခုလို့ရဲ့လိုချိုရင်းနဲ့စီပွားရဲ့ဂျိုးစီပွားကိုနိုင်ငံတိုင်းငါကလွတ်မှုသွားမယ်ဆိုရတာဟာအမေရိကန်ဂျိုးစီပွားကဘလို့ထိခိုက်မလဲဆိုတာဟာလည်းလက်ရှိဆိုရကသူတို့စစ်စားနေတာကိုလည်းကျွန်တော်တွေ့ရပါတယ်ဟုတ်ကဲ့နောက်တစ်ခုอ่ะဗောနော်ဒီတမရာထရန့်အစိုးရတက်လာပြီးနောက်ပိုင်းမှာဗောနော်ဒီ ပြုလုပ်ခဲ့တဲ့ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေလည်းမြင့်တက်ခဲ့ပါတယ်ဒီလိုချင်းကရခတ်တဲ့ဒီ trend အစိုးရအဖွဲ့ကိုဘလို့တန်ခင်းတမန်ခင်းနီးလန်းနေနဲ့ဆက်ဆံမှဟိုထိရောက်နိုင်မယ်လို့ဝန်ကြီးတို့ယူဆလဲပေါ့နော်အဲ့ဒီနီးလန်းတွေကိုရောဘလို့များအကောင့်ထဲပေါ်နေလဲရှင်ဒီတာကိတမကိမှာကျွန်တော်ကအပေးယူလို့ရမှာပေါ့မြန်မာနိုင်ငံအကျိုးစီးပွားနဲ့အမေရိကပြည်ထောင်စုရဲ့အကျိုးစီးပွားအကြမ်းမှာဘယ်နေရာမှာကျွန်တော်နှိမ့်နှော့ဖလှယ်နိုင်မလဲ ဘဲဥစားကနှစ်ခုအတွက်ကိုအကျိုးစီးပွားအတွက်ဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်ဟာကြည့်ဖို့လိုပါတယ်အခုဥပမာဆိုပါဆိုမေရှားတတုကမြန်မာနိုင်ငံမှာအမျိုးအစား16မျိုးလောက်ရှိတယ်ဆိုတာကျွန်တော်သိထားပြီးသားဖြစ်တယ်အခုကတလားပဲတွားနေတယ်ဘယ်လားလဲဆိုတရုတ်ကိုတွားနေတယ်နေတိုက်တရုတ်ကိုတွားနေတယ်အဲ့ဒါ uncheck ပေါ့ဘတူးမှာပမာဏဘလောက်တွားပြီးမှာပမာဏဘလောက်ကမြန်မာပြည်သူလူထုကိုအကျိုးစီးပွားပေးနေတယ်ဆိုတာကျွန်တော်တခုမှမသိရဘူးကျွန်တော်သိထားတာကတော့ မြန်မာပြည်မှာရှိတဲ့မေရှားတတုကိုလို့ဒီတရုတ်ကိုသွားပြီးမှတရုတ်အနေနဲ့ချက်ဖက်စစ်သားကိုလက်နက်ပေးတယ်အဲ့လက်နက်ကမြန်မာပြည်သူလူထုကိုတပ်ဖြတ်တယ်နေတိုက်ပုတ်ချက်တယ်မြန်မာပြည်မှာထွက်တဲ့မေရှားတတုကိုအတိုးပြပြီးမှမြန်မာပြည်သူလူထုကိုပြသတယ်ဆိုကြတဲ့ကာတာဟာစီစားစုမှုတစ်ခုဖြစ်သွားတာပေါ့မတရားချင်းလို့ပြောမယ်ဆိုပြီးတော့မတရားချက်အဲ့မှာနှစ်ထဖြစ်နေတာပေါ့မေရှားတတုဆိုတာဟာဒီနေ့တကဘာလို့မှ AIK ဖြစ်နေ AI ကမိစတာတူမှာထုတ်လုပ်တဲ့ဓာတုတွေလို့တဲ့ဒူလိုချစ်ပြီးထုတ်တဲ့အခါမှာဒုတိယကအခု latest military technology C လက်နက် PC တွေကိုကြည့်မယ်ဆိုရင်အကူလုံးမှာ red alert ကလိုအပ်နေတယ် ကျွန်တော်တရုတ်အတွဲလည်းဖြစ်ဖြစ်အမေရိကအတွဲပဲဖြစ်ဖြစ်မြန်မာပြည်အတွဲပဲဖြစ်ဖြစ်ကျွန်တော်အားလုံးအတွဲအကျိုးစီးပွားဖြစ်သွားတဲ့ strategy ကိုလည်းကျွန်တော်ဟာကြည့်ပြီးမှအဲ့လိုနည်းနည်းလည်းကျွန်တော်ချိကနိုင်ဖို့တော့အရာရရှိမယ်လို့ထင်တယ်။တရားမဟုတ်ရတော့မှကျွန်တော်အနိစာဆုံးမှဒါကိုလည်းကျွန်တော်ပြောနေတာဖြစ်တယ်။ဒုတိယကဒီမိုကရေစီနိုင်ငံမဖြစ်ဘူးဆိုရင်မြန်မာနိုင်ငံဘာဖြစ်မလဲ။အဲ့ဒါလည်းစစ်စာဖို့လိုတယ်။ မြန်မာနိုင်ငံဒီ Federal Democracy နိုင်ငံမှာဖြစ်ဘူးဆိုရင်ဒေချာနာကတော့မြန်မာနိုင်ငံဒီမြောက်ကိုရီးယားလိုဖြစ်သွားမယ်ဒေချာနာဒါဆိုတော့တရုတ်အနေနဲ့တော့လကောင်းအမေရိကအနေနဲ့တော့လကောင်းမြောက်ကိုရီးယားနိုင်ငံလိုမြန်မာနိုင်ငံကဖြစ်သွားမယ်ဆိုရင်ဒါဟာတရုတ်အကျိုးရှိဖို့အတွက်ကောင်းသလားမကောင်းဘူးအမေရိကအကျိုးရှိဖို့အတွက်ဒါဟာကောင်းမကောင်းဘူးဒါကြောင့်မလို့အဲ့လိုမဖြစ်ရလေအောင်အမေရိကမှာလည်းတာဝန်ရှိတယ်လို့ကျွန်တော်တရုတ်မှာလည်းတာဝန်ရှိတယ်လို့အဓိကတော့ကျွန်တော် မြန်မာပြည်သူလူထုရဲ့စာရကိုသူတို့နားထောင်နိုင်ဖို့ဆိုတော့ပြောချင်တာကမြန်မာနိုင်ငံဒီ Central Democracy နိုင်ငံဖြစ်လာရေးဒီတရုတ်အတွက်လည်းမဟာဗျူဟာကြတယ်အမေရိကပြည်ထောင်စုအတွက်လည်းမဟာဗျူဟာကြတယ်အာရှတိုက်တခုလိုအတွက်လည်းမဟာဗျူဟာကြတယ်ဆိုတဲ့ shoot down ကိုလည်းလည်းအဲ့ဒီ case ကိုလည်းကျွန်တော်တို့ကပြောနေတာဖြစ်တယ်နောက်တစ်ခုကတော့ခုနကသူတို့ကအမေရိကလိုချူရေးပေါ့ အခုနေစားဒေတာမှာဖြစ်နေတဲ့ online လေလံမှုပေါ့ cyber crime ဟာဆိုရတဲ့ America P22 မှာရှိတဲ့ပိုင်းဆိုင်ကိုဘလောက်အဲ့ဒီ online scam ကခိုးယူပြီးလဲ billion နဲ့ချင်ပြီတရုတ်ပြည်သူလူထုလည်းအဲ့မှာဆူဆုပ်တယ် America P22 လည်းဆူဆုပ်တယ်မြန်မာ PD နေစားတွေမှာ criminal element တွေများတယ်အဲ့ဒါတွေကဒီ America P22 နဲ့တရုတ်ကိုလည်းတိုက်ရိုက်သူတို့ထိခိုက်နေတဲ့အခါမှာဒီအချဖက်စီအာနာစီတွေကဒါကိုကမွေးထတာဖြစ်နေတယ် သူတို့လက်ထက်မှာ drugs ရှိတယ်သူတို့လက်ထက်မှာ criminal element ရှိတယ်ဒီအကြဖက်ဆီအနာစစ်စနစ်ကိုအမိဖြတ်ချိန်မှုရှိသည် drugs ကိုချိန်မှုရှိဖြစ်တယ်အကြဖက်ဆီအနာစစ်စနစ်ကိုအမိဖြတ်ချိန်မှုရှိသည် online games out online scam crime out လို့ကိုချိန်မှုနိုင်ဟာဒီဒါကိုထိုးလို့နေတဲ့ဒီအကြဖက်ဆီအနာစစ်စနစ်ကိုချိန်မှုရှိဖြစ်တယ်ဆိုတဲ့ဆူတော့ကနဲ့လည်းအဲ့ဒီတူချောင်းကိုကျွန်တော်ဟာဘယ်လိုပြောမလဲမဟာဗျူဟာငီအောင်သူတို့နဲ့ကိုက ပြောမယ်ဆိုရင်အတနိုင်ဆုံး policy institution ပဲဖြစ်ဖြစ် strategy ဖက်ကိုတွားနေတဲ့ဒီအဖွဲ့အစည်းတွေပဲဖြစ်ဖြစ်တို့တို့ဒီမှာရှိတဲ့အချိန်မှာသူတို့နဲ့ကိုစီဝေးထိုင်ပြီးမှတခါလေကျတချို့စီဝေးဟာ၃နိုင်လောက်ကြပါတယ်တချို့စီဝေးဟာ၂နိုင်လောက်ကြပါတယ်ပြောချင်တာကတော့ဒီ Trump အစိုးရကိုတက်လာတဲ့အခါမှာကျွန်တော်ဟာ completely တက်နေမဲ့အစားပေါ့နော်ကျွန်တော်ကပြောပိုက်ခွေးတော့ရှိပေမဲ့လည်းတကယ်ဒါဆိုရင်တော့ကျွန်တော်ဟာဆုတ်ဖြတ်ပိုက်ခွေးမရှိဘူး ဆိုဖျားမှာတို့ဆိုဖျားပြီးသားပဲเนาะဒါကိုအပေါ်မှာကျွန်တော်တို့ဟာ complete တက်ပြီးမှာအခြေကိုနေမဲ့အစားပေါ့เนาะကျွန်တော်တို့ကဒါကိုဘယ်လိုနဲ့ complementary ဖြစ်နိုင်မလဲဆိုတဲ့ strategy ကိုတော့အများကြီးကျွန်တော်မှာစူးစမ်းအထောက်ဖို့တော့လိုမယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါအခုလိုပေါ့နော်ဒီနိုင်ငံတကာအရေးကိစ္စတွေရှုပ်ထွေးနေတဲ့အချိန်မှာမြန်မာအရေးကိုမေးရတာမရှိဘူးရောဝန်ကြီးတို့ဘယ်လိုစူးစမ်းဆောင်ရွက်မှုတွေရှိနေပါလဲသူတို့စပွဲပေါ်မှာ Ukraine အရေးရှိတယ် တို့ဆိုဘက်ပေါ်မှာပါလက်စတိုင်းအရေးရှိတယ်တို့ဆိုဘက်မှာအစ္စရေးအရေးရှိတယ်တို့ဆိုဘက်ပေါ်အာဖရိကတိုက်ကပြီးယူရိုပတိုက်ကပြီးအများကြီးရှိတဲ့အခါမှာမြန်မာနိုင်ငံအရေးကတို့ဆိုဘက်ပေါ်မှာတွားထားမဲ့လူတွေမရှိတော့ဘူးဆိုရင်တော့မြန်မာနိုင်ငံအရေးကဆိုတော့မရှိတော့ဆိုတော့ကျွန်တော်တွေးနေမိတာကတော့မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးမှကျွန်တော်ကိုပေါ့နော်တို့ update ပေးပါမြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးမှစပွဲပေါ်မှာကဲ့ ကျွန်တော်ထီတာမီတာရှိအောင် educate ကျွန်တော်ကိုပညာတည်ပေးပါမြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီးမှပညာတည်ပေးပါဆိုတဲ့အထစ်ကိုကျွန်တော်ကပြောခဲ့တာကျွန်တော်ချရတယ်အဲ့ဒါကိုလုပ်နိုင်ဖို့ကကျွန်တော်ပြည်သူတွေပေါ်မှာအမြဲမူတည်တယ်ဥပမာအီဒီယာနာမှာရှိတဲ့ကျွန်တော်ပြည်သူတွေကအီဒီယာနာလွှတ်တော်အမမှတစ်စစ်တာကိုပို့မယ်ဆိုတော့သူကတည်ပြီးချပေးပေါ့ထုံးနေတူပဲကျွန်တော်ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ကျွန်တော်ပြည်သူတွေကယ်လီဖိုးနီးယားပြည်နယ်ရဲ့လွှတ်တော်အမမှတာကိုဖြစ်ပြီးဆိုတော့ ါတွေအားလုံးကစူပေါက်လိုက်ပြီဆိုရင်တကယ် advocacy မှာအရာကိုအောင်မြင်မှုရှိမယ်ဥပမာဒီနေ့ကျွန်တော် Baptist World Airline နှစ်ချင်းခရီးယာအတိတော်ရဲ့တကဘာလုံးနဲ့ဆိုင်ရသူတို့ရဲ့အစညီလာခါမှာကျွန်တော်စကားပြောဖွင့်ပေးတယ်နိုင်ငံ80ကျော်ကတချို့ကဇုမှာတက်တယ်တချို့က e person တက်တယ်အဲ့မှာကျွန်တော်လည်းသူတို့ကိုမိတ္တရခါမယ်သူတို့မှာ PW2 ကတ90ကျော်စီးတာပေါ့ သူတို့ရဲ့အတိတော်မှာပေါ့နော်တန်50ကျော်ရှိတယ်။သူတို့ကိုလည်းကျွန်တော်မိတ္တရခါလာကတော့ဘလို့ပဲဖြစ်ဖြစ်ခင်ဗျားတို့ဖះเจ้าအတိတော်မှာရှိတဲ့ပြည်သူတွေကိုမြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးမှပညာပေးပေးပါပေါ့မြန်မာနိုင်ငံအရေးကိုပြောပေးပါပေါ့အဲ့လိုပြည်သူတွေကပြောတာများလေလေအစိုးရနားထက်မှာဝီတာဟာလည်းများလေလေဖြစ်နေအမဲလုံသေးတယ်ပေါ့နော်ကျွန်တော်ဒါနဲ့ပတ်သက်ပြီးမှကျွန်တော်ပြည်သူတွေအားလုံး ပိုဝိမာဒီထက်မကဆက်လက်ပြမဆိုတော့ဟာအာတီပြီးမှစူးစမ်းဖို့လုပ်သေးတယ်ဟုတ်ကဲ့ပါနောက်ထပ်တစ်ခုอ่ะဗောနော်ဒီဘာမအက်ကိုပြထန်းခဲ့ပေမဲ့ဟိုမျောမှန်းထားသလောက်ခန်းစားခွင့်မရတာ ड़ी ကြံ့ကြာမှု ड़ी ရှိရလဲတွေ့ရတယ်ဗောနော်အဲ့ဒီဘောမှာရောဘယ်လိုအမြင်ရှိလဲရှင်လွှတ်တော်မှာတော့စူးစမ်းတယ်တဖက်ကမှဆိုရင်အစိုးရနဲ့ပတ်သက်လာတဲ့ဆိုရင်တော့ဘာမာအဲ့ဥပဒေရှိလျက်နဲ့အကောင့်ထဲပေါ်တဲ့အပိုင်းမှာ အရှာအနေချက်ရှိခဲ့တယ်သူတို့ဟာဒီဘာမအက်ဥပဒေကိုအကောင့်ထဲပေါ်တဲ့အခါမှာပြက်ကွက်မှုတွေညနေတဲ့အတွက်ကြောင့်မြန်မာနိုင်ငံမှာတရုတ်ရဲ့အဲပါဝင်မှုဟာလည်းပူပြီးတော့ဒါကိုတကားဖွေပေးတယ်ဒါကြောင့်မလို့ကျို politics အရာကိုလည်းကြည့်မယ်ဆိုရင်အမေရိကရဲ့ကောက်ဆောင်မှုဟာတကယ်လားဆိုတော့ Indo Pacific မှာပြက်ကွက်လေလေအဲ့ဒီ Indo Pacific နဲ့ India တို့မို့ရတခုလို့ရလူချွေးဟာလည်း balance ကပြတ်သွားနေလေဖြစ်သွားတာ ဒါကြောင့်မလို့အခုကျွန်တော်တို့ဒီအမေရိကပြည်ထောင်စုအစိုးရအနေနဲ့ကြည့်မယ်ဆိုရင်တို့မှာအခုက policy တို့ခုချထားတာအမေရိကကိုအကောက်စေရမယ်အမေရိကကိုပုံပြချတာစီရမယ်အမေရိကကိုပုံပြလို့ချူစီရမယ်ပြောမယ်ဆိုတော့လို့ချူရည်ရယ်စီးပွားရည်ရယ်နိုင်ငံရည်ရယ်ဆိုပြီးမှမဟာဗျူဟာနဲ့ policy တို့ခုခုချထားတယ်အဲ့ဒီသူတို့ မဟာဗျူဟာ policy တုတ်ခုစလုံးကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံဟာ fraud line လို့ဖြစ်နေတာကိုတွေ့ရတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒီအစိုးရဖက်မှကြည့်မယ်ဆိုရင်တော့သူတို့ချထားတဲ့မူဝါဒနဲ့ကျွန်တော်တို့ဘာမှအဥပဒေနဲ့ကျွန်တော် state department ပဲဖြစ်ဖြစ်ဒီ America အစိုးရနဲ့အဲနိကာတဲ့ဒီ institution တွေပဲဖြစ်ဖြစ်ကျွန်တော်ကအတနိုင်ဆုံးသူတို့နဲ့ဒီဆွေးနွေးခဲ့တာဖြစ်ပါတယ်။ဆိုတော့ဒါလည်းတစ်ဖက်ကပြောမယ်ဆိုရင်တော့အမြင်တော့ လို့ဆရာရှိသေးပါတယ်ဒါပေမဲ့လွတ်တော်ရဲ့အစိုးရရဲ့ပြမကျွန်တော်ပြည်သူလူထုပေါ့မြန်မာပြည်သူလူထုရှိတဲ့ဘီနယ်တွေမြို့တွေကိုကျွန်တော်သွားပြီးမှလဲအမေရိကပြည်သူလူထုကပါဝီပေးတဲ့မူဝါဒတွေပြည်သူလူထုကပါဝင်ပေးတဲ့ strategy တွေကိုသူတို့ကပို့ပြီးတော့အားတားတဲ့အခါမှာမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးမှမူဝါဒတွေရှိလာမယ်ဆိုရင်အဲ့ဒီမူဝါဒတွေကိုလည်းဒီမှာရှိတဲ့ပြည်သူလူထုတွေကနေပြီးမှ if flu is a lot harder more than people in the ma easy that to be to do to net to ja che se mu ha le in the ma ata nai so to do pin net to khu net to khu toy ma da le to lo sha ba okay ba နောက်ထပ်တစ်ခုอ่ะပေါ့เนาะဒီ American ပြည်ထောင်စုမှာနေထိုင်ယာယီနေထိုင်ခွင့်နဲ့ TPS နဲ့နေထိုင်သူတွေရဲ့နေထိုင်နေတဲ့မြန်မာတွေဈာမှာပေါ့เนาะဒီပြန်ပို့ခံရမှာကိုလည်းစိုးရိမ်မှုတွေရှိနေကြပါတယ်ဒီနောက်ပြီးတော့အဖက်မှာလည်းပညာတော်တင်စုပေါ့เนาะဒေါ်လာ45တန်းကလည်းဖြတ်တောက်ရဆိုင်ခံလိုက်ရတယ်ဆိုတော့လေဒီပြဿနာတွေကိုမြန်မာပြည်သူတွေအတွက် NUG အစိုးရအနေနဲ့ဘယ်လိုကူညီဖို့စဉ်းစားချက်တွေများရှိလဲရှင် TPS လို့ခေါ်တဲ့ temporary protected visa နဲ့နေတဲ့ကျွန်တော်မြန်မာပြည်သူတွေလည်းရှိတယ် စတဲ့ဘာလာကြရတော့အဲ့ဒီ TPS visa ကတက်တာကုန်မှာပေါ့အဲ့ဒါကိုလည်းလွှတ်တော်ဖက်ကပဲဖြစ်ဖြစ်အစိုးရဖက်ကပဲဖြစ်ဖြစ်ကိုသွားမဲ့ visa ကိုလည်းဘယ်လိုနဲ့ extension လုပ်နိုင်မလဲဆိုတော့လွှတ်တော်နဲ့ဆွေးနွေးတိုင်းမှာဒါကိုလည်းကျွန်တော်ကြော့ပါတယ်နံပါတ်2ကဒီ scholarship ပေါ့နော်ဒီလိစ္ဆာန်ငါသားက dots အနေနဲ့ကခုနဒီ Elon Musk ရဲ့အစီအခါချက်အရဆိုတော့ဒါဟာသူတို့က waste money လို့သူတို့ထားတယ်ဒါပေမဲ့တကယ်တော့ကျွန်တော်ပြောနေတာကမြန်မာနိုင်ငံမှာ လာမဲ့10နှစ်လာမဲ့15နှစ်လာမဲ့20မှာဆရာဝမရှိရတော့ဘူးဆိုတဲ့အနာကကိုရှိကောင်းရှိကလုပ်ချင်တယ်အခုတော့ပညာသားကိုတယောက်မှမရှိရဘူးဆိုတဲ့ရွယ်ချက်စစ်စစ်နဲ့တို့လုပ်နေတဲ့အခါမှာဒီလို scholarship ကိုချက်ချင်းအဲ့လိုဖြတ်လိုက်တဲ့အခါမှာဒီဥစားကဘလောက်အထိဒီကျွန်တော်မြန်မာလူငယ်တွေပေါ့အထူးတဖြစ်လူငယ်ရည်ရဲ့ပညာရေးကိုဘလောက်တိခိုက်ပြီးမှဒါကိုလည်းပြန်လဲပြီးမှပေါ့နော် review ပြန်လို့ပြေဖို့ကျွန်တော်တို့ပြောနေပါတယ် เนาะကျွန်တော်ပြောနေပြပြောနိုင်တယ်မြသူတို့ကိုလည်းပြလဲတောက်ဆွနေပါလားဟုတ်ကဲ့နောက်တစ်ခုကဒီ USA ကပေါ့နော်ဒီအကူအညီတွေရက်ဆိုင်လိုက်တဲ့အပေါ်မှာအရေးပေါ်လူသားချင်းစာနာမှုအကူအညီလိုအပ်နေတဲ့ပြည်သူတွေအခက်အခဲတွေကြုံနေရပါတယ်ဒီအကူအညီတွေကပြန်ရနိုင်လားပေါ့နော်ဒီအတွက်ကိုရောဘယ်လိုစဉ်းစားလှုံ့ဆော်ချက်တွေများရှိထားလဲအခုက USAID ကလည်းသူတို့က State Department အောက်မှာပြထားမဲ့ ဒီမူအဖြစ်ပြောင်းလဲတယ်မြဲလို့နေတဲ့အခါမှာကျွန်တော်ပြောတာကဒီနေဆာထုတ်တပြထိုင်းနိုင်ငံနဲ့စတယ်မှာရှိတဲ့ဆေးကိုဆေးခါတွေဟာဆိုတော့အပိတ်ခံရတယ်နော်အောက်ဆီဂျင်လိုအားနေတဲ့လူနာတွေကိုတော့မှအောက်ဆီဂျင်ကိုဖြုတ်ပြီးမှအဲ့လိုလူနာတွေတည်ဆိုးရတဲ့အထိဖြစ်ခဲ့တယ်ဆိုတာတွေကိုလည်းကျွန်တော်ပြောခဲ့တဲ့အခါမှာတနင်္ဂနွေလောက်ကနေပြီးမှတက္ကပါလို့ကိုသွားနေတဲ့မူဝါဒတွေအားလုံးကိုသူတို့ရီဗျူးလုပ်တဲ့အခါမှာ စေရှိနိုင်ဖို့ပေါ့ရေပောက်90ပေါ့ပြောမယ်ဆိုရေပောက်90အတွင်းမှာတော့ဒါအဖြစ်တစ်ခုတော့ထွက်လာမယ်ဆိုတဲ့ဥစ္စာလည်းကြားရတာပေါ့နော်ဆိုတော့ဒါလည်းကျွန်တော်တို့တွေ့ရတော့ဆက်လက်ပြီးတော့ကျွန်တော်ဟာတူအောင်တော့ပေးဖို့လိုတယ်။ထိုနေ့တူပဲတကယ်လို့များအမေရိကမှာနောက်ဆုံးအနေနဲ့သူတို့ကဒါကိုမပေးနိုင်တော့ဘူးဆိုရင်တခြားနိုင်ငံကိုကျွန်တော်ကသွားမှာပဲပြောရမှာပဲပေါ့နော်အခုတော့သူတို့ရဲ့မူဝါဒကြောက်တာဟာဖြစ်နိုင်တော့ဘူးဆိုရင်ဥမာ European Union ဥမာ Norway ဥမာ UK အစားရှိတဲ့ပြည်ပေါ့နော်ဥမာ Australia ဂျပန်ကအစား တချို့တော့အရာရှိတွေတချို့တော့ဆိုရထက်ကလူတွေကတော့ humanitarian မှာတော့မှပြခွဲပြီးမှာပေါ့နော် emergency ဖြစ်နေတဲ့တကယ် life saving ဖြစ်နေတဲ့ဥစ္စာကိုတော့ပြပြီးမှာအတက်ဘရိုဘီ restore ပြလုပ်နိုင်မယ့်အနေထားတော့ကျွန်တော်ဥမာပေါ့အဲရိုဟင်ဂျာဒီကိုပေးနေတဲ့အကူအညီကိုအခုနအကိုလုံးရပ်တလိုက်တဲ့အခါမှာ အဓိကဒါလည်းရတာတဲ့ထက်မှပါသွားတယ်။ဒါပေမဲ့နေရဲ့တို့ရဲ့အတွေ့မှာတချို့ဥစားတွေကိုတော့ restoration ပြန်လုပ်တာကိုလည်းကျွန်တော်တွေ့ရတယ်။ဒါဆိုရင်တော့အဲ့ဒါဟာလည်းဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့မျိုးလေးချက်တော့ရှိတယ်။ဘာလို့ဆိုတော့တရက်နေရဲ့တို့ရဲ့အတွေ့မှာတချို့ဥစားတွေကတော့ restore ပြန်လုပ်တာကိုတွေ့ရတယ်။ဘလုံနဲ့ restoration ပြန်လုပ်တယ်လေဘလုံနဲ့ဒါကို pipeline မှာပြထားတယ်ဆိုတာကိုလည်းကျွန်တော်အတားနိုင်ဆိုတော့ဟိုလေ့လာပြီးမှအဲ့ဒီမှာပါဝင်တဲ့ လူတချို့နဲ့လည်းဆိုတော့ဆွေးနွေးနေတာပေါ့ဟုတ်ကဲ့ပါနောက်တစ်ခုကပေါ့နော်ဒီ EU ရုရှားဒီမြန်မာနဲ့ဒီနျူကလ িয়ার ပြဿနာဆက်ဆက်မှုပေါ့နော်အဲဒီဆက်ဆက်မှုကစစ်ကောင်းဆောင်နဲ့ရုရှားသမ္မတပူတင်တို့တွေ့ဆုံပြီးရဲ့နောက်ပိုင်းမှာထိတ်တန့်သတင်းဖြစ်လာပါတယ်ဆိုတော့ဒီ EU ရဲ့မြန်မာအရေးပေါ်သဘောထားနဲ့လက်တလောအခြေအနေကိုဝင်ကြီးနေနဲ့ဘယ်လိုရှုမြင်မိပါလဲရှင်အော်တိုဘာလာမှာဒီနိုင်ငံမရောက်ခင်မှာ ယူရိုပာဌာနချုပ်ရှိတဲ့ဘရပ်ဆဲလ်မြို့မှာကျွန်တော်တွေ့ပြီးမှာကျွန်တော်တို့ European Council တွေနဲ့ကျွန်တော်တွေ့ခဲ့ပါတယ်သူတို့ကမြန်မာနိုင်ငံအပေါ်မှာ EU ကထားတဲ့မူဝါဒတွေဟာတော့ကြီးကြီးကျယ်ကျယ်ပြောင်းလဲမရှိတာကိုတော့ကျွန်တော်တွေ့ရတယ်ကျွန်တော်ရဲ့စီလူငင်ငွေချီဟာအခုကဘိုယာသူကိုအခြေခံပြီးမှာစီလူငင်ငွေချီကရှိပေမဲ့လည်းပြည်ထောင်စုမြန်မာနိုင်ငံကို Federal Democracy ပြည်ထောင်စုအနေနဲ့တွားရမယ့်ခီးစီမှာဘိုအနာကတ်အပေါ်မှာအခြေခံတဲ့တဘောတူညီချက်မြုပ်ကတော့ European Union တို့က တွေးချင်တာတော့တို့တောက်ဆိုတာတော့ကြားလာပြီပေါ့เนาะကျွန်တို့အနေနဲ့ပြောမယ်ဆိုတော့စစ်ကောင်စီကဒါ plan ရှိတယ်ဒါပေမဲ့ကျွန်တို့ဒီ democracy ဖက်က ER စုတွေရဲ့ alternative plan ကပမာလဲဆိုတဲ့ဥစ္စာပေါ့ဒါလည်းကျွန်တော်တို့ room map cpita ဖြစ်တယ်အဲ့ဒါကိုလည်းသူတို့နဲ့ဆွေးနွေးတာတွေမြဲ cpita ဖြစ်တယ်ဆိုတော့နောက်တစ်ခုကတော့ဒီရုရှားနဲ့စီကောင်းဆောင်မြောက်လိုက်ကမော်စကိုမှာတွေ့သွားတာကိုကြည့်မယ်ဆိုရင်လည်းအဓိကသူတို့ကနျူကလ িয়ার အကြောင်းတွေပြောတာဟာတက္ကပါလို့ရလို့ချွန်ရေး ကိုထိခိုက်တယ်ဆိုတဲ့ဥစ္စာကိုနောက်ကိုရီးယားကနျူကလ িয়ার နိုင်ငံတနိုင်ငံလို့ဖြစ်လာတာဟာလေအစတော့ကတော့အခုနောက်လိုပဲစတင်တယ်။ဒါကြောင့်မလို့သူတို့ဒီဆွေးနွေးချက်တွေကိုကြည့်တဲ့အခါမှာနျူကလ িয়ার ရီဆော့စ်ဒီပါလာတဲ့အခါကျတော့ဒါနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဒီမှာ အမေရိကပြည်ထောင်စုမှာက US Department of Justice က press release ကို January လ10ရက်ပေါ့နော်2025မှာလုပ်တဲ့အခါမှာဂျပန်နိုင်ငံသား Ebisawa က မြန်မာပြည်မှာထွက်တဲ့ nuclear material ကိုသူကအရောက်ပဲလောက်တာကိုကျွန်တော်တို့တွေ့ရတယ်။ AB ဆောင်းဝါကုတိုက်ကအမေရိကရဲ့အချုပ်ထက်မှာရှိနေတဲ့အခြေအနေဖြစ်တယ်။အဒီအကြမ်းဖက်စစ်ကောင်စီဒီလက်ထက်မှာ uranium လို့ခေါ်တဲ့ဒီ nuclear နဲ့ပတ်သက်တဲ့ဓာတုတွေကသူတို့ကသူတို့လက်ထက်မှာဒီလိုသူတို့ကထိနေတာကိုကလည်းကမ္ဘာလူချိုးရဲ့အတွက်တာအန္တရာယ်ကြီးကြီးစီတာဆိုတာကိုတော့ကျွန်တော်ဒီ European Union ပဲဖြစ်ဖြစ်အမေရိကပြည်ထောင်စုပဲဖြစ်ဖြစ် အခုနအဘီဆာဝါရဲ့ case ကိုကြည့်ပြီးမှတာလဲသူတို့နားလည်ပြီးသားလို့ကျွန်တော်ကတော့သုံးသပ်ပါတယ်ကျွန်တော်တို့အင်နီနာရှင်အာရှအကိုလိုကလည်းအကြဖက်ဆီအနာရှင်လက်ထက်မှာအခုနလို nuclear material စီမှာကိုတော့အလုကစုကိုဆွေဖူကြီးကြည့်တယ်ဆိုတော့အကြဖက်ဆီအနာရှင်ဒီဟာလဲဒီရုရှားနဲ့ပူပေါက်တယ်ဆိုတာကတစ်ဖက်ကပြောမယ်ဆိုတော့ဒီမိုကရေစီရာစုတွေကသူတို့အချားမှာပူပေါက်ဆိုရင်မအားနဲ့တယ်လို့ကျွန်တော်မြင်တယ်မြန်မာနိုင်ငံအပေါ်မှာ ဒီမိုကရေစီနိုင်ငံတွေကစီလုံးညီမျိုးမှုအားကောက်ဖို့လုပ်တယ်။ Ukraine နိုင်ငံပေါ်မှာလည်းဒီ free world ရဲ့ပေါ့ဆောင်မှုကအားကောက်ဖို့လုပ်တယ်။ဆိုတော့ဒါတွေဟာဖြစ်တည်တယ်လို့မဖြစ်တဲ့အခါကျတော့အခုကအာနာစီတရဲ့ပေါ့ဆောင်မှုအောက်ကအားကောက်လာပြီးမှဒီမိုကရေစီနိုင်ငံတွေရဲ့ပူပေါင်းဆောင်ရွက်မှုရဲ့အားကနည်းနည်းကျသွားတယ်လို့ကျွန်တော်တို့မြင်တယ်။ဒါကြောင့်မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လာတဲ့ဆိုရင်လေယူရိုပနိုင်ငံတွေပဲဖြစ်ဖြစ်အမေရိကပြည်ထောင်စုအာရှ အကိုလိုလိုလိုကပူပေါင်းဆောင်ရွက်မှုအားကတဖက်ကနိုင်ငံတကာမှာမြန်မာနိုင်ငံအတွက်ရှိခိုးလို့တို့ဒီတွေ့ထက်မှာလဲကျွန်တော်တို့ဒီမိုကရေစီအစုတည်ရဲ့ပူပေါင်းဆောင်ရွက်မှုအားကကောက်ဖို့လို့လဲဆိုတော့ဒီတွေ့ကပူပေါင်းဆောင်ရွက်မှုအားနဲ့ဒီပကပူပေါင်းဆောင်ရွက်မှုအားနှစ်ခုဆိုလို့ကတွင်းနိုင်မှာဒီအရာတွေကကျွန်တော်ဖြစ်စီလို့ရမှာဖြစ်တဲ့အကျိုးကြောင့်ဒါဟာလဲကျွန်တော်ခုနပြောသလိုယူရိုပါယူနီယံတခုထက်နဲ့ဆိုင်တဲ့ပြဿနာတော့မဟုတ်ဘူးတကဘာလုံးနဲ့ပတ်သက်နေတဲ့ပြဿနာဖြစ်တယ်လို့ကျွန်တော်သုတပါတယ် ုတ်ကဲ့ပါနောက်ထပ်တစ်ခုอ่ะပေါ့เนาะဒီ data တွင် ASEAN အဖွဲ့တွေရဲ့မြန်မာအရေးပေါ်ချင်းကပ်မှုပေါ့เนาะဒီချင်းကပ်မှုတွေဟာမျှော်မှန်းထားသလောက်ကိုထိရမှု မရှိခဲ့ဘူးဆိုတော့တုံသက်ချက်တွေလည်းရှိပါတယ်ဆိုတော့ဒီအာသာချက်အားနဲ့ချက်တွေကိုဝင်ကြီးတို့ဘယ်လိုမြင်မိလဲအာရှဟာအမေရိကပီထောဆူနဲ့တရုတ်နဲ့အကြမ်းမှာတော့မှသူတို့ကချစ်ဆက်ပေးနိုင်သလားဒါလည်းမခုထုတ်ရှာရှိတာပေါ့သူတို့ကဒါတွေကိုတာဂက်တမှာခင်မှာဟုတ်ပြီအမေရိကအနေနဲ့ ဝေယောဆွဲဖဲတယ်ဆိုတာမရှိပေမဲ့လည်းတရုတ်အနေနဲ့ကတော့အခုကထီတာမီတာရှိနေတာပေါ့ဒါဆိုရင်လည်းဒါဟာတရုတ်ဖက်ကပြောတာကတော့မြန်မာပြည်ကိုဒီမိုကရေစီဖြစ်လာမှာကိုလည်းသူတို့ကအားဆွေးနေသလားဥပမာတချို့အာရှတွေဟာလည်းမြန်မာနိုင်ငံကဒီမိုကရေစီဖြစ်လာမှာကိုဆွေးနေတဲ့အာရှမေဘော်ရီယာရှိနေတယ်လို့တော့ကျွန်တော်ကစစ်စားတဲ့အခြေအနေအများကြီးရှိခဲ့တာမြန်မာနိုင်ငံမှာဒီမိုကရေစီဖြစ်လာတယ်ဆိုရင်တော့အဲ့ဒီဒီမိုကရေစီရဲ့ အစီအဟုကဒီအာဆီယံတချို့ member ဒီ state မှာလဲနော်ဒါဟာဖြစ်သွားနိုင်မဲ့အနေထားလဲကျတို့တွေ့ရတဲ့အခါမှာဒါတွေဟာလဲ Indo Pacific လို့ချိုရင်းနဲ့ India Democracy လို့ချိုရေးက Democracy ကအဓိကဖြစ်တယ်။ဥပမာတရုတ်လဲဒီငြိအချိုင်းကိုလို့ရတယ်။မြန်မာနိုင်ငံဒီ Federal Democracy နိုင်ငံမှာဖြစ်မချင်းဒီငြိအချိုင်းကတော့မရှိဘူး။ဒါစစ်စစ်လေးပဲ။ဒီငြိအချိုင်းမရှိတာကပါကြောက်လဲဆိုတော့ central democracy ကိုကစားမှာကိုဖာတိခွေ မပေးလို့ပဲ မရှိလို့ပဲဆိုတော့ဒါဟာတင်းငေး HR နဲ့ပြောမယ်ဆိုရင်မြန်မာနိုင်ငံ Federal Democracy ဖြစ်လာရေးကတာဖြစ်တယ်ဆိုတော့အကူလို့ကအဲ့ဒါကို strategic call ထားပြီးမှသွားမယ်အစားပေါ့နော်အခုကကျွန်တော်တို့ဟာစီကောက်စီကပါတီထားတဲ့ယတနာတွေကိုပဲကျွန်တော်တို့ဟာ live participate နေရတယ်ယတနာရဲ့အစားကိုမဖြေရှားပဲနဲ့ဖြစ်သွားတဲ့နောက်ဆက်တွဲကိုပဲဆိုဖြစ်နေရတော့ဒါဘတော့နဲ့မှတည်ပြဿနာဖြစ်လို့ရမှာမဟုတ်ဘူးစစ်ကောင်စီကို ဒီပြဿနာကိုပါတီတူကိုဖယ်ရှားပြီးမှပြဿနာကိုဖြေရှားမှာဖြစ်တယ်။မဟုတ်ဘဲနဲ့သူတို့ပါတီထားတဲ့ပြဿနာအမှိုက်တွေကိုကောင်းနေလို့ကတော့အဲတော့ဒါဒီပြဿနာဖြေရှားလို့ရမှာမဟုတ်ဆိုတော့ပြောချင်တာကမြန်မာနိုင်ငံစန်တာဒီမိုကရေစီနိုင်ငံဖြစ်လာရေးဒီအာရှအတွက်လဲဝင်းပဲတရုတ်အတွက်လဲတာဟာကောက်ချိုပဲကျတို့ဒီနော်အမေရိကပြည်ထောင်စုလည်းကောက်ချိုပဲဆိုတော့အဲ့ဒီ ပန်းတိုင်ကိုကျွန်တော်တို့တွားရမယ့်အစားပေါ့အခုကတော့အာရှထက်မှလည်းပူပေါင်းဆိုရင်ဟိုအကတော့တော်နေတယ်လို့ထင်တယ်ဆိုတော့အာရှ plus 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 ကအမြဲလူသေးတယ်လို့ကျွန်တော်သုတ်သားပါတယ်ဟုတ်ကဲ့ပါဟိုနောက်ဆုံးတစ်ခုအနေနဲ့ပေါ့နော်ဒီအာဂျင်တီးနားရဲ့ဖန်ဝရမ်မှာဒေါအောင်ဆန်းစုကြည်နဲ့တမရာပေါ့နော်တမရာကြီးဥထင်ကျော်ပါဝင်လာတယ်အဲ့ဒီပုံမှာရောဝင်ကြီးတို့အမြင်ဘယ်လိုများရှိလဲရှင်အာဂျင်တီးနားရဲ့တရားစီရေးကနေကော့ပါ ပါလာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တကယ်တော့ဆွေမြန်မာနိုင်ငံမှာအကြဖက်မှုကိုလှုပ်လာခဲ့တာမတူလေမြန်မာနိုင်ငံမှာလူမျိုးတို့တပ်ဖြတ်မှုတွေကိုရိုဟင်ဂျာတွေမတိုင်ခိကရက်ကပြီပေါ့ကျွန်တော်ချင်းတွေကျွန်တော်ကချင်းတွေကဇင်းတွေဒီခရီးနေတွေကျွန်တော်တိုင်းရင်းသားတွေကိုပို့ပြီးတော့တပ်ဖြတ်နိုင်တဲ့လူကဒူရဘွဲတွေပေးတယ်အဲ့ဒါကိုကျွန်တော်ယူဆနေရတယ်ဥပမာကိုပီတူကိုတပ်ဖြတ်တဲ့လူကိုရထူးတိုးပေးတယ်ဆိုတာကဘာမှာ ဘယ်လိုစစ်သားမျိုးကစစ်တယ်ကျွန်တော်အဲ့တော့မရှိဘူးပေါ့နော်ကိုပီတူကိုတပ်ကိုပီတူရဲ့နေအဘဝအသက်စစ်ကိုဖြစ်စီပြီးမှဘိုလ်ချိုရထူတွေပေးတယ်ဘုံမှုရထူတွေပေးတယ်ဆိုတာကတော့ကျွန်တော်သိတော့ဆိုမိအောင်လိုက်ကိုတိုင်ကဒီကိုကပီတူလူထုကိုသူကတိုက်ခိုက်ပြီးမှအခုနေရာကိုရောက်တယ်လို့ကျွန်တော်ကသိထားပါတယ်ပေါ့နော်ဒီရိုဟီချာအရင်နဲ့ပတ်သက်ရင်လည်းတကယ်တော့တက်ကက်တရခါတက်ကက်ပါပက်ထရိတ်တော်ကဘလို့အမှုပဲ ဖြစ်လာစေကမို့နောက်ဆုံးမှာကတော့တရားရုံးမှာဖြစ်စီရမှာပေါ့အမေတို့အောက်စားစုကြည်နဲ့တမရဦးတီကျော်ကရီဆိုင်ရီဆိုင်ခဲ့မယ်ဆိုရင်လေသူတို့မှာအပြစ်မှမရှိတာကိုက2000စီဖွဲ့စည်းပုံခြေကဥပဒေကတက်တက်ထောက်ထားဖြစ်နေ2000စီဖွဲ့စည်းပုံခြေကဥပဒေမှာစစ်သားကဧတပဲတဖြစ်နေတယ်စစ်သားကိုဘတူးမှ accountable လို့လို့မရတယ်လို့ဘတူးမှစစ်သားကိုအမေပေကွက်ကွက်မှုကတမရမှမရှိဘူး ကာကွယ်စုအစ်စ်ချို့သူ့မှာရှိတယ်သူ့လက်ထက်မှာရှိတယ်တရားတရားရေးဆိုင်ပုဂ္ဂိုလ်ကျွန်တော်လောကမကြောက်ဘူးဥမာကျွန်တော်ကိုယ်တိုင်လဲတရားအဆွဲခါနဲ့ကျွန်တော်တော့သွားမှာပဲညီဆိုင်မှာပဲကျွန်တော်မှာအပိမရှိကြောက်ကိုကျွန်တော်တက်တဲ့အထောက်ထားနဲ့ဖြစ်နေအောင်မှာပေါ့သွားနိုင်အောင်မှာပေါ့တစ်ဖက်ကပြောမယ်ဆိုရင်မြန်မာနိုင်ငံမှာတော်လှန်ရေးကတနည်းချက်ပြီးသွားမှာပဲပြီးသွားတဲ့အခါမှာလဲကျွန်တော်ကိုယ်တိုင်လဲတရားအဆွဲခါနိုင်တယ်ဆိုဆိုပါဆိုဒါအဲ့မှာပါတယ်အဲ့မှာပါတယ်ပါရစီရတယ်အပိကင်းချောင်းကိုကျွန်တော်ဟာ innocent ဖြစ်ကြောက်ကိုကျွန်တော်က ဥပဒေလားချောင်းနဲ့ကျွန်တော်ပြောအောင်ပါပဲဆိုတော့ပြောချင်တာကတော့အမှားတရားကကျွန်တော်နဲ့အတူရှိတယ်နော်အမှားတရားကကျွန်တော်နဲ့အတူရှိတယ်အမှားတရားကနိုင်မှာပဲနော်အမှားတရားကနော်နိုင်ငံတော်တိုက်ဖိကပုဂ္ဂိုလ်နဲ့ရှိတယ်အမှားတရားကသမဏဥတီကျော်နဲ့ရှိတယ်အမှားတရားကမြန်မာပြည်သူတွေနဲ့ရှိနေတယ်ဘာဘယ်တရားရုံမှကျွန်တော်ကဒီဆိုင်ပုဂ္ဂိုလ်တော့ဘာမှကိစ္စမရှိဘူးပေါ့နော်ခုနကဝလေးဆရာလည်းမရှိတလို့အာဒါအောက်ဘွယ်ခါရေးပြီးဖြစ်သွားမှာပေါ့နော်ဘယ်တရားရုံပဲရေးဆိုင်ရေးဆိုင်ဆိုတော့မှအမှားတရားရှိနေတယ်ကျွေး ျွန်တော်ရဲ့အသွက်ကတာအောက်ပွဲခံရပဲနောက်ဆုံးမှာတော့မှတ်တယ်စပွဲပေါ်မှာပဲနိုင်ငံရေးကတော့ PCR မှာပဲဒါက theory ကစပီတာပဲကျွန်တော်မတိုက်ခရကကဘာမှာစစ်တမစပွဲကအကုန်လုံးနောက်ဆုံးမှာတော့စပွဲပေါ်မှာပဲ PCR မှာဆိုတာတော့ဒါဓမ္မတာတခုတော့ဖြစ်နေတွေးဆိုဆွေးနွေးရေးကိုကျွန်တော်ညှိနေတာမဟုတ်ဘူးဥပမာ NUG နဲ့ K3C statement ကိုလည်းကျွန်တော် ကိုလိုထုတ်ပြတာဖြစ်တယ်။နော်အတွေ့အကြုံပြောင်းရဲ့ကာလတရားမျှတမှုတော်မှာမရှိပဲနဲ့ဘလုံနဲ့မှကျွန်တို့ကဒါဒီကိုအာမခါချီတွေမရှိပဲနဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးစစ်သားဆိုတာဟာ civilian အောက်မှာရှိရမယ်ဆိုတာအတွေ့အကြုံပြောင်းရဲ့ကာလတရားမျှတမှုပေါ်ဆောင်ရမယ်ဆိုတဲ့အဓိကအချက်တွေကအဲ့ဒီတုတ်ချက်မှာပြောမယ်ဆိုတော့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဒီဆောင်ရပေါ့စစ်သားဟာနိုင်ငံရေးကနေပြန်တော့ထွက်ရဥပမာဒီမိုကရေစီနိုင်ငံမှာဘယ်စစ်သားကနိုင်ငံရေးမှာပါလို့ နိုင်ငံမှာမပါရဘူးဆိုတဲ့ဥစ္စာကအဲ့ဒါဒီမိုကရေစီရဲ့စာချေစာလို့ပဲဆိုတော့တမိုင်းမှာရှိတယ်ဒီအခြားဖက်စစ်အာဏာရှင်တွေနဲ့တွေးဆိုဆွေးနွေးရေးဆိုတာမရှိတာမဟုတ်ဘူးနော်မြန်မာနိုင်ငံတမိုင်းတခြားလို့မှာတွေးဆိုဆွေးနွေးရေးဆိုတာကအမေတားရှိလာခဲ့တယ်ခုလည်းကြည့်မယ်ဆိုရင်တော့အခြားဖက်စစ်ကောင်စီနဲ့နှောက်ပိုင်းမဟာမိတ်တုတ်ဖွဲ့နဲ့တရုတ်ရဲ့ facilitate မှုကြောင့်သူတို့တွေးဆိုနေတာပဲနော်မတွေးဆိုတာမဟုတ်ဘူးနိုင်ငံရေးရေးစားပါထွက်တယ် ပါတကူမမတာသူစဆွေးနွေးလို့ပြောမယ်ဆိုတော့နိုင်ငံတော်တိုက်ပိကပုဂ္ဂိုလ်တော်အောက်စာဆိုချင်တမဒဥဝိမင်းတဲ့ဒီ political prisoner တောင်းမှာဥမာဇယ်လက်စကီကိုကြည့်မယ်ဆိုဇယ်လက်စကီကအချို့တက်မှာမရှိဘူးဇယ်လက်စကီကအပီကိုတွားပြီးမှသူကတကဘာလို့ကိုသူပြောနိုင်တယ်တွားနိုင်တယ်အဲ့လိုပြီးမှသူစဆွေးနွေးဆိုတဲ့ဥစ္စာဟာလဲသူတို့ကပြောနေတာပေါ့ဒါပေမဲ့အချို့တို့မှာ သမဏဥိမေကအချို့ထက်မှစီလူထုကောင်းဆောင်ကြီးကားလဲအချို့ထက်မှသူတို့တကယ်တော့ပြောမှသူတို့ရဲ့ရှားမိုင်းတောင်ကျွန်တော်မသိဘူးသူတို့တေးတလားစီတလားဆိုတာတော့မှလဲကာယကရှိဒီကိုတိုက်ကနိုင်ငံတော်တိုက်ပိကကိုတိုက်သူကိုတိုက်မပြောဘဲနဲ့တော့ကျွန်တော်စီကောင်းစီမယူနိုင်အရာဝေးသေးတယ်ဒါပေမဲ့မူအဖြစ်ကြည့်မယ်ဆိုသူတို့ဟာသူ့ဆိုဆွေးနွေးရလို့မပြောခင်မှာအများကြီးလှုပ်ရှားနေရှိသေးတယ်ဒုတိယတစ်ပိုက်ကတော့ဒီမိုကရေစီအဆုတီချမှာတော့အများဆိုကြတော့မှာ trust ကိုအများဆုံးတည်ဆောက်ပြီးမှ transitional ကိုတွားနိုင်ဖို့ရအတွက်တွေးဆွဆွေးနွေးပြီးမှဥမာ federal democracy နိုင်ငံဆိုတာဘလို့ကျွန်တော်တွားရမှာလဲဆိုတာတွေဟာစီးအရာတော့ကျွန်တော်ပူပေါင်းဆွေးနွေးပြင်မယ်လားနိုင်ငံရေးအရာကျွန်တော်မှစီးတဲ့ကောက်ဆောင်ကြီးတွေသူတို့ပြောနေတယ်လို့အခုလဲတရားဟာ detail မက emote detail more in depth ပေါ့နော် e passa အနေနဲ့ pro democracy ဒီအားစုတွေကြားမှာတော့မြန်မာနိုင်ငံရဲ့ federal democracy နိုင်ငံတော့တည်ဆောက်ရေးမှာ ဘလို့ဖြစ်လာနေတဲ့ကိုကျွန်တော်ဟာချမ်းမှတွားတောင်းဥမာဆိုပါဆို bottom up federalism ဘောကျွန်တော်ပြောနေတာ bottom up federalism အဲ့ဒီအထောက်ဖို့ကိုတော့လည်းကျွန်တော်ဒီဒေါ်လာရစုတီဖက်မှလည်းဒါကတော့ကျွန်တော်လုံနိုင်ဖို့တော့အင်မတန်မှရှိတယ်အဲ့ဒါအတွက်ကိုလည်းကျွန်တော်နိုင်ငံတကာမှာတွေးဆိုတိုင်းတိုင်းမှာလည်းအဲ့လိုကျွန်တော်တွေးဆိုဆွေးနွေးနိုင်ဖို့ကျွန်တော်မှာ safe environment လို့လည်း အဲ့ဒီ safe environment ကိုမပေးနိုင်ပဲနဲ့အပေါ်မှာစကားစကားဘုတ်ချက်နေတဲ့အချိန်မှာအောက်မှာဒါတွေကိုဆွနေနေလို့မရဘူးပေါ့ချက်ချင်း ASA 5 point တဘောတူငီချက်အရာပေါ့သူတို့ကဒီအခြားဖက်ချစ်ကိုချက်ချင်းရတာမယ် positive cause on ကိုလွှတ်ပေးမယ်နော်အခုနလိုတစ်ခုပြီးတစ်ခုလုံးမှာဆိုတော့ဒီဘက်မှာသူတို့ဘုတ်ချက်ကြီးနဲ့ပြီးသူတို့ကိုနေတိုင်းတပ်ဖြားပြီးမှဒီဖက်ကဆိုတော့ဒါကလို့ရ realistic လည်းမဖြစ်တယ်လို့ဒါဘလို့နဲ့မှလည်းတွေ့လည်းမဆနိုင်တယ်လို့ အာသူတို့အခြေကိုဆွဲတဲ့အပိုက်ကိုဖိထားတယ်။ဒါကြောင့်မလို့ကျွန်တော်နေနဲ့ကသူ့ဆူဆွေးနေရင်းနဲ့ပြောမယ်ဆိုတော့အမြိုက်စစ်စားချလို့တယ်။အမြိုက်လည်းပြောချလို့တယ်။အမြိုက်လည်းလှုပ်ချလို့တိတ်တယ်။မိုက်တရားသွားမယ်ခီးဆိုတော့ဆိုတော့ပတ်တရရောက်တယ်ဆိုတော့တော့မိုက်တရားကိုပြီးတဲ့အခါမှာပတ်တိုင်ကရောက်တယ်။မိုက်ကိုစဘက်ရောက်ပြီးမှမိုက်တရားပတ်တိုင်ကိုပြီးဘူးဆိုတော့အဲ့ဒီမိုက်ကိုစသွားခဲ့တဲ့ဥစ္စာတစ်ခါလေးကြာရတော့အလကားဖြစ်သွားနိုင်တယ်။ ဒါကြောင့်မလို့ဒါကိုလည်းကျွန်တော်သတိထားဖို့လိုတယ်ဒီစစ်ကောင်စီဆိုတာကလည်းတို့ဟာအသက်ပြတွင်းနေတဲ့တို့မှလည်းမွေးစားထားတဲ့ဥစ္စာတွေအများကြီးရှိတယ်ဒီဥစ္စာကတေချစ်စစ်ချစ်ဖြစ်တဲ့ဒီဒေါ်လာတွေကဈေးကြီးတယ်အရာကိုကကျွန်တော်ကိုယ်တိုင်လည်းအေးစစ်အကောလို့စုတ်ခွာပြီးမှဒေါ်လာရဲ့ကိုကျွန်တော်လုခဲ့တယ်ကျွန်တော်ဆိုတော့ကျွန်တော်အမေစီးပြေးပေါ့နော်ရိတ်နေကျွန်တော်အမေလည်းတေသွားတယ်ကျွန်တော်အမေတောင်းမှဆိုတော့ goodbye မပြောခဲ့ဘူးအခုတည်းကကျွန်တော်ညတိုင်းမှာအမေကစိတ်မှပေါ်လာရင်ကျွန်တော်မအိမ်နိုင်ဘူး တစ်ဖက်ကပေါ့နော်ကျွန်တော်တောင်မှအဲ့လောက်ဖြစ်ပြီးသူလူသူကဘလောက်အထိသူတို့မှာမနော်ကျွန်တော်စစ်စားတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကဒီဒေါ်လာရဲ့ကနောက်ဆုံးတော့ဒေါ်လာဖြစ်ဖို့လို့လဲဆိုတာပါပဲနော်ကျွန်တော်တာသမီးတွေတာစီမီဆက်တွေကိုလောလာတဲ့အနာကမှသူတို့နေနေဖို့ ਈ ကြည့်တယ်ဒီလိုအာနာစီစနစ်အောက်မှာဘတ်တူမှမြန်မာနိုင်ငံသူနိုင်ငံသားတွေမနေရတော့ဘူးကျွန်တော်တို့နေတာတော့ပြီးပြီနော်ကျွန်တော်နေတာတော့ပြီး ဆိုတော့ဒါဆိုရင်တော်တိုင်းအောင်မိတယ်ဆိုတာပါလေ Federal Democracy နိုင်ငံတိဆောက်ရပဲစီအာနာစစ်နီကိုနီကိုချိုမယ်အဲ့ဒီနီကိုချိုတဲ့နေမရောမချစ်ကျွန်တော်ဆက်သွားဖို့လိုတယ်တာရစ်ထာချဖို့လိုတယ်အဲ့ဒီနေဟာဒီနေ့လည်းဖြစ်နိုင်တယ်နောက်နေ့လည်းဖြစ်နိုင်တယ်အဲ့ဒါကကျွန်တော်တို့မှဘလောက်စီလုံးတယ်လဲဆိုတဲ့အပေါ်မှာလည်းအများကြီးအခြေခံတယ်ဟုတ်ကဲ့ပါအခုလိုအချိန်ပေးပြီးဖြည့်ကြပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်